ဒီနေ့မှာတော့ဇင်ကငါပြောဒီကိမုတ်လေးလှုပ်ရှားပါမယ်အဲ့ဒါဘယ်လိုလုပ်မလဲဆိုတာဇင်နဲ့တူတူလိုက်ကြည့်ရအောင်နော်ငါပြောဒီပါမယ်ကြက်ဥပါမယ်နွားနုပါမယ်ထော်ဘက်ပါမယ်ကိမုတ်လုပ်တဲ့အမုတ်လေးပါမယ်တရားညိုပါမယ်တရားအဖြူပါမယ်ဘေကင်းဆိုဒါပါမယ်ဘေကင်းပေါင်ဒါပါမယ်အရင်ဆုံးငါပြောဒီသုံးလုံးကိုခြေပေးထားရပါမယ်ရှင်ဒီနေ့မှာတခြားငါပြောဒီတွေလည်းသုံးလို့ရပါတယ်ဗောနော်ဒါပေမဲ့ငါပြောဒီကိမုတ်လုပ်တဲ့နေရာမှာကျတော့တီမွေးရအရင်မွေးပါတယ်ရှင်စားလို့လည်းကောင်းတော့ဗောနော်ခြေထားတဲ့ငါပြောဒီလေးကိုခဏဖယ်ထားပြီးစလုံးအတန့်ထဲမှာကိမုတ်လုပ်တဲ့ဂျုံနေရာကိုရင်ထည့်ပါမယ်ရှင်ပြီးတာနဲ့ကြက်ဥနှလုံးထည့်ပါမယ်နော်ဒီနေရာမှာကြက်ဥအဖြူလည်းသုံးလို့ရပါတယ်ရှင်ပြီးသွားတာနဲ့ထော်ဘက်ကို85 g န်သုံးမှာပေါ့နော်ဒီနေရာမှာဘာမှမရောထားတဲ့ original ထော်ဘက်အစ်စ်ကိုပဲသုံးစေချင်ပါတယ်ရှင်အဲထော်ဘက်လေးတွေကိုမီနဲ့အပူပေးပြီးစလုံးထဲတမ်းမထည့်ပဲအေးခံထားပါမယ်နော်တကြားဖြူကို100 gram ထည့်ပါမယ်ရှင်တကြားအညိုကို90 gram ထည့်ပါမယ်ရှင်ပြီးသွားတာနဲ့နွားနို့ကိုလည်း120 ml ထည့်ပေးမယ်ပေါ့နော်ဒီနေရာမှာ125လောက်သုံးလို့ရပါတယ်ဘေကင်းပေါင်ဒါကိုလည်းလက်ဖက်ရည်ဖြော်တဲ့ဇွန်းတဇွန်းစာထည့်ပေးပါမယ်ရှင်နောက်ပြီးတော့ဘေကင်းဆိုဒါကိုလည်းလက်ဖက်ရည်စားဇွန်းတဇွန်းထည့်ပါမယ်စားကိုတော့လက်ဖက်ရည်ဇွန်း၄ပုံတစ်ပုံစာအနည်းငယ်လေးပဲထည့်ပါမယ်ရှင်နောက်ဆိုအေးခံထားတဲ့ထော်ဘက်လောင်းထည့်လိုက်ပါမယ်နော်အားလုံးထည့်ပြီးသွားပြီဆိုတော့ရောသမားမွေနေအောင်နေပေးလိုက်ပါမယ်ရှင် င်ဒီနေရာမှာဆက်နဲ့မွေလို့ရတယ်လို့ခုလိုမျိုးလက်နဲ့လည်းအပတရမွေလို့ရပါတယ်ရှင်။ဘေးကအဖြူဖြူတွေပေါ့နော်။ အဝဝဖြစ်သွားတဲ့အထိကိုတထက်တာဖြစ်အောင်ပေါ့နော်အာရပါရတာနေပေးလိုက်ပါမယ်ရှင်နည်းနည်းလေးတော့လေးပါတယ်ပေါ့နော်အာထည့်ဖို့လို့လိုပါတယ်ရှင်ပြီးသွားတာနဲ့ခြေညက်အောင်လှုပ်ထားတဲ့ငပြိုသေးလေးပါရောထည့်လိုက်မယ်နော်တို့နှမျိုးကိုလည်းရောသမားမွေနေအောင်အာပါတရနဲ့ကိုနေပေးလိုက်ပါမယ်ပြီးသွားတာနဲ့ကိုကအရတာမြည်ကြည့်မယ်ပေါ့နော်အချိုလုံးရင်အချိုထည့်ပါရှင်အတော်ပဲဖြစ်တယ်ဆိုရင်တော့ထပ်မထည့်တော့ဘူးပေါ့နော်တစဉ်ရတော့စစောကထည့်ထားတဲ့အချိုတလောက်ပါပေါ့နော်အပူအလူထပ်မထည့်တော့ပါဘူးရှင်ပြီးသွားတာနဲ့ကိမုတ်ဖုံးမဲ့ခွက်ထဲကိုလောင်ထည့်လိုက်ပါမယ်ရှင်ဒီနေရာမှာခုလိုမျိုးဒီဟာလေးမတုံပဲနဲ့ပေါ့ ါ့နော်တခြားစတီးတို့ဘာတို့တွေပေါ့နော်တန်ကွက်တွေဘာတွေနဲ့လဲတုံလို့ရပါတယ်ရှင်တစဉ်ကတော့ခုလိုမျိုးတခါသုံးဒီခွက်လေးနဲ့ပဲထည့်လိုက်တာပေါ့နော်အားလုံးကိုညီမြဝအောင်ထည့်မယ်ရှင်ပြည့်ရှင်အောင်ထည့်စရာမလိုဘူးပေါ့နော်တဝက်လောက်ဆိုရပါပြီသူဖောင်းတက်မှန်းနဲ့ဆိုတော့လေပြီးသွားတာနဲ့ငါပြောသေးကိုအပေါ်မှာအလားထပ်ဆင်လိုက်ပါမယ်ရှင်ဒီနေ့ငါပြောသေးကိမုတ်ဖို့ဖို့အတွက် Yotas ကမုတ်ဖို့ဆက်လေးတုံထားပါတယ်ရှင်ဒါလေးကတော့အိမ်သုံးဖို့အတွက်အရင်ဆင်ပြင်တဲ့ဆက်အသေးလေးပေါ့နော်အထဲမှာလဲတန်ပန်းနဲ့တန်ပြားလေးပါပါတယ်ရှင်အပူချိန်တမတ်တဲ့ဟာတွေရောအချိန်တမတ်တဲ့ဟာတွေရောပါပါတယ်ရှင်ဒါလေးကိုသင်ဝယ်ထားတာတော့ဘက်900လောက်ပဲကြပါတယ်ရှင်အမခန့်လေးလဲပါတော့အရင်ဆင်ပြေပါတယ်ဒါဆိုရင် ော့ကိတ်မုတ်ကိုစပြီးတော့ဖုတ်ကြလိုက်ရအောင်နော်ဒီနေရာမှာတန်ပန်းကိုမသုံးမနဲ့တန်ပြားကိုသုံးပါမယ်ရှင်ပြီးတာနဲ့သူ့ကိုအလဲအဆင့်မှာထားပြီးတော့အပူချိန်ကို180လောက်ထားပြီးပြီးတော့15မိနစ်မိနစ်20လောက်စပြီးတော့ဖုတ်ပေးပါမယ်ပေါ့နော်ဒါကတော့အပေါ်ရန်ကြက်အောင်ရှင်အပေါ်ပိုင်းကြက်လို့အချိန်ပြည့်သွားတာနဲ့တစ်ခေါက်ထပ်ထုတ်ပြီးတော့သွားကြထိုးတဲ့လေးနဲ့အောက်ပိုင်းကြက်မကြက်ကိုထပ်ဆစ်ကြည့်မယ်နော်ဒီလိုမျိုးပလာတဲ့ဆိုရင်မကြက်သေးပါရှင်အဲ့ဒီခါကျရင်အထဲကတန်ပြားကိုအောက်တစ်ထစ်ထပ်ထည့်ပြီးတော့အပူချိန်150လောက်ကို15မိနစ်ထပ်ပြီးတော့ဖုတ်လိုက်ပါမယ်ရှင်ဒါဆိုရင်တော့အောက်ပိုင်းကြက်ပြီးဆိုတာနဲ့ထုတ်လို့ရပါပြီနော်ဒီနေရာမှာငါပြောသည့် ကိတ်မုတ်ကိုအယောင်တပြေးညီထန်နဲ့လှချင်တယ်ဆိုရင်အပေါ်ကထော့ပင်းဖြစ်တဲ့ငပြောသီးကိုထပ်မထည့်ပါနဲ့နော်ခုလိုမျိုးထိုးကြည့်လို့ကြက်သွားပြီဆိုရင်တော့စားလို့ရပါပြီရှင်စားကြည့်မယ်နော်1 2 3 4 5ဒီမှာလေอืม Tô lá pelo do mesmo. Tí là tay mẹ. Cây mâu rồi bằng mâu rồi bảo nó xài rồi. Lấy cháu tiết tất là bọn nó thì mày đi. Ở treo lên nhìn nhau bà. Cáu nhau bà. Tại cái lỗi chỗ chai đến lúc xuống nó lấy tà giá bù theo bọn nó. Tà rồi anh đi đồ lấy bà. Tà giá rồi anh em nó mà xô thế nào bọn nó. ဆိုဘူးဒါလေးဆိုရင်မနက်ပိုင်း coffee နဲ့ပဲတောက်တောက်အပြင်းပြေပဲဆဆာပေါ့နော်ဟွန်းဟွန်းကောင်းလားမလားဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်။သစင်းရဲ့ငပြိုတီကိမုတ်လုံနေလေးကိုကြည့်ပြီးသွားပြီဆိုတော့ like လောက်စာကြည့်ပါနော်။အရင်စာကောင်းပါလေရှင့်။ Okay သစင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ရှင့်။နောက်ဗီဒီယိုကျမှပဲသစင်းကဘာတွေစာပြပြပါတယ်စံပြမလဲဆိုတာကြည့်ရှုပေးကြပါအောင်နော်။အားလုံးလို့ဆက်လိုက်ပါလို့ပတ်တာ။